စစ်ကောင်စီကဧပြီ2ရက်နေ့ကနေ22ရက်နေ့အထိတနိုင်ကန်လုံးကိုယာယီအပြစ်ခတ်ရက်စဲထားမှဖြစ်ကြောင်းကြေညာထားပေမဲ့မန္တလေးတိုင်း၊စကိုင်းတိုင်းနဲ့ပဲခူးတိုင်းတွေမှာ လေကြောင်းသုံးပြီးဘုံကျဲတာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိနေသေးပဲလို့ဒေသခံတွေက RF ကိုဒီကနေ့ပြောပါတယ်။မန္တလေးတိုင်းတပိတ်ကြီးမြို့နယ်တွင်းငယ်ကြီးွာနီကိုဧပြီ3ရက်နေ့မွန်းလွဲပိုင်းကစစ်ကောင်စီကဂျက်တိုက်လျင်သုံးဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ ။ဘာတိုက်ပွဲမှမရှိပဲမနေ့ကဂျက်တိုက်လျင်နဲ့ဘုံနှလုံးလာကျဲသွားတာလို့ပြုံးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတယောက်က RFA ကိုပြောပါရယ်။သက္ကဆာကတော့တို့တို့မက်လာ30နှစ်ရည်တော်ကလည်းအဲစကူးမျိုးနယ်ကကို AS လုပ်တယ်ခု AB လာ300နှစ်ရောက်တဲ့အချိန်မှာလည်းဘွေကျင်းကို PS ထပ်လုပ်တယ်ဗျပြည်သူတွေဒုက္ခရောက်နေချိန်မှာထပ်ပြီးဒုက္ခရောက်အောင်စကားစားတော့လေရင်ကျဲနေကျဲစေပဲဖြစ်နေတယ်ဗျ ဒီလေကြောင်းတိုက်ခိုက်မှုတွင်လူထိခိုက်သေဆုံးတာမရှိဘူးလို့လည်းဆိုပါတယ်။ဒီဖြစ်ရက်နဲ့ပတ်သက်လို့စစ်ကောင်စီရဲ့မန္တလေးတိုင်းပြောခွင့်ရသူစီးပွားရေးဝန်ကြီးဦးသိန်းထေးကိုအရပ်ဖေကမေးမြန်းခဲ့ရမှာစီရေးကိစ္စဖြစ်လို့သူ့အနေနဲ့မသိနိုင်ဘူးလို့တုံ့ပြန်ပါတယ်။စီရေးကိစ္စလည်းကျွန်တော်မသိပါဘူးနော်။တပည့်ချင်းဆိုကျွန်တော်မှလမ်းလို့ဝေးတယ်။စစ်ချင်းကိစ္စလည်းဖြစ်လို့ကျွန်တော်မသိဘူးနော်။အလားတူစကိုင်းတိုင်းကဏီမြို့နယ်ကနတ်ကြီးအင်းချောင်းမုထောစတဲ့ရွာ၃ရွာနဲ့ရင်းမပင်မြို့နယ်ကနှောပင်ကြောက်မော်အင်းဘက် ကျွန်းပေါ်စတဲ့ရွာတွေကိုစစ်ကောင်စီတပ်ကဧပြီ3ရက်နေ့ကစက်တက်လေးထီတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်ကဏီမြို့နယ်ကဖျားဇေဒီတချို့နဲ့ရင်းမပင်မြို့နယ်ကအသက်60ကျော်အရွယ်အမျိုးသမီးတစ်ယောက်ဒဏ်ရာရတယ်လို့လုံခြုံရေးအအမည်မဖော်လိုတဲ့ကဏီဒေသခံတယောက်က RFA ကိုပြောပါတယ်။နှက်ကြီးရွာရဲ့တောင်ပြောက်ရွာရဲ့မုတ်တော်ရွာရဲ့၃နေရာ ပါရမော်တာနဲ့အဲ့ဘုံလာကျဲတယ်ပေါ့နော်မုတ်တော်ရွာမှာကျတော့အဲဇီဒီဒီအပေါ်ကိုပြစ်တာဇီဒီတဆူရဲ့အဲ့ဇီဒီရှိရကဆွန်လို့ခေါ်တဲ့ဓမ္မယုံပေါ့နော်အဲ့ဓမ္မယုံတမိုးတွေလည်းပေါက်သွားတယ်အေးပြီ၃ရက်နေ့ညမှာတခါတကြိမ်တက်လာပြီးတော့၉နာရီခွဲခန့်မှာရင်းမပင်နဲ့အရှိချမ်းကနော်ပင်ရွာရဲ့ကြောက်မော်ရွာရဲ့အင်းပတ်ရွာရဲ့မင်းညားကတော့ငါးလုံးလာပြီးတော့ဖုံးချတယ်ကျွန်းမော်ရွာက ိုက်ပီသူတရားပေါ့နော်အမျိုးသမီးတရားတရားဥတီနှစ်ဖက်ထိကြိုက်သွားတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့သခိုင်းတိုင်းစစ်ကောင်စီပြောခွင့်ရသူကို RFA ကဆက်သွယ်မင်းမြန်းခဲ့ရမှာလဲသူ့အနေနဲ့မသိသေးဘူးလို့ပြန်လည်ဖြေကြပါတယ်စစ်ကောင်စီကပြစ်ခတ်ရဲစဲကြောင်ကြီးညာထားတဲ့ April 2ရက်နေ့မှာပဲမန္တလေးတိုင်းတောင်သာမြို့နယ်တဲတော်ရွာကိုစက်တက်လေထီ3စီးနဲ့ဘုံရှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့်စာတင်ကျောင်းနဲ့လူနေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့သားညီညွတ်ရေးအစိုးရ NUG ကဧပြီ3ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါကြောင့်အပြစ်ရမယ်ဆိုတဲ့စစ်ကောင်စီရဲ့ကြေညာချက်ဟာလီဇယ်လှည့်ပြားမှုသာဖြစ်တယ်လို့လည်းအဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဧပြီ2ရက်နေ့ညနေပိုင်းမှာပဲရှင်မြန်တက်ရင်ခမာယ350နဲ့ခမာယ440တက်တွေကဘကိုးတိုင်းရွှေကျင်မြို့နယ်ညောင်ရှီတော့ရွာကို87မမလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ပြည်သူပိုင်အိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ကင်မျိုးသားစီယုံ KNU ကဧပြီ၄ရက်နေ့မှာထုတ်ပြန်ပါတယ် ဒါပြင်ဧပြီ3ရက်နေ့မှာမူးမြို့နယ်ဟောခုတ်ကိုကြေးရွာကိုစစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့အသက်24နှစ်အရွယ်ပြည်သူတယောက်ထိခိုက်ပြီးနေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ KNU ကဆိုပါတယ်။ယာယီပစ်ခတ်ရဆဲမယ်လို့ကြေညာထားပေမဲ့အခုလိုလေကြောင်းနဲ့လက်နက်ကြီးတွေတုံးပြီးတိုက်ခိုက်မှုတွေရှိနေတဲ့အပေါ်မင်းမျက်နိုင်ဖို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းတွန်းကို RFA ကဒီကနေ့ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေဆိုတာမရှိပါဘူး။မြန်မာနိုင်ငံလေပိုင်းမှာမတ်လ28ရက်နေ့ကအင်အားအလွန်ပြင်းထန်တဲ့ငလင်လှုပ်ခတ်ပြီးတဲ့နောက်မှာ အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွယ်နဲ့ကရှင်လွတ်မြောက်ရေးတပ်မတော်တို့ကကာလာတို့ပြစ်ခတ်ရဲစဲထားမယ်လို့အသီးသီးထုတ်ပြန်ထားကြပါတယ်ခင်ဗျာ။